မင်္ဂလာပါဒီနေ့ဆေးဝန်စားစရာအချက်အလက်တွေကိုအတူတူလေ့လာဆွေးနွေးဖို့ပြန်ရောက်လာပါပြီဒီတစ်ခေါက်ကျွန်မတို့ချီကျမ်းမဲ့အကြောင်းအရာကတော့ပေါ့ပန်းဖြူနဲ့ပေါ့ပန်းနီအပင်းရဲ့အကြောင်းပါ ရထားတဲ့အချက်အလက်တွေထဲမှာလေရှေးရောရအယူဆတွေရောဒီနေ့ခေတ်အထိတံပေါ်ထားနေရစေဖြစ်တဲ့ safe win ဘုံနီရောပါနေတယ်ဆိုတော့ဒီအချက်အလက်တွေချေကအဓိကကြတဲ့အပိုင်းလေးတွေကိုသုံးသပ်ကြည့်ကြအောင်နော်ဟုတ်ကဲ့ခါဒီအပင်းနီနဲ့ပတ်သက်ပြီးတော့လေယဉ်ကျေးမှုထဲကယုံကြည်မှုခြင်းနဲ့ လက်တွေအတုံးဝင်ပုံဒီဘလို့ရိုးရှက်နေလဲဆိုတာကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ဒီရင်မြစ်တွေကနေအဓိကဘာကိုဆိုလို့ခြင်းနေလဲဆိုတာလေအတူတူကြည့်သွားကြတာပေါ့။အင်းအရင်ဆုံးယုံကြည်မှုအပိုင်းကိုကြည့်လိုက်ရင်တစ်ပတ်နီးကြတသက်ပြောင်းဖို့ခက်တဲ့ကိစ္စတွေရှိနေတယ်လို့အချက်လက်တွေကဆိုထားတယ်နော်။ဥမာအိမ်တုံးရဲ့အဆင်မပြေတာတို့စီးပွားရေးကြဆင်းနေတာတို့ကြုံနေရတဲ့ environment ဆိုရင်ဒီပေါက်ပန်းပင်နေဆိုင်ရင်မရှင်းစံဘူးလေမအောင်ဘူးပေါ့။ဟုတ်တယ်။ အတော်တော်လေးထူးခြားတဲ့အယူဆတယ်ဟုတ်တယ်မလားဒါတင်မကားတင်းမြာအရင်ကအလိုလိုပေါက်နေကြတည်းအပင်လေးကကိုဝိုင်းတဲ့ကနေရုတ်ထက်ပျောက်သွားရင်လေမိသားစုအတွင်းဒါမှမဟုတ်စီးပွားရေးချမ်းမာရေးထုခုခုမှအခက်ခဲကြုံတတ်တယ်ဆိုပြီးအဲနိမိတ်ဖတ်တဲ့သဘောမျိုးယုံကြည်ကြတယ်လို့လည်းဖော်ပြထားသေးတယ်။အော်ဟုတ်လားအပင်ရဲ့အခြေအနေကိုလူတွေရဲ့ကံနဲ့တိုက်ရိုက်ချိန်လိုက်တာမျိုးပေါ့ อืมအဲ့လိုသဘောမျိုးပေါ့နှစ်ပြီးသတိပြုစရာရှောင်ရမယ့်အချက်တွေလည်းတွေ့ရတယ်လေအပင်ကိုအမြစ်ကနေလံပစ်တာမျိုးလုံးဝမလို့ရဘူးတဲ့ပြီးတော့အပင်ကိုအိမ်ခုံမိုးထက်ကြော်ပြီးတော့အမြင့်ကြီးဖြစ်သွားအောင်လည်းမထားရဘူးဆိုတာပဲဟုတ်ပါတယ်အဲ့လိုလုံးမရင်ခိုက်တယ်လို့အယူရှိရတယ်လို့ရေးထားတယ်ဆိုလိုတာကကန်ဆိုးတာတို့ဒုက္ခတွေ့တာတို့ဖြစ်တတ်တယ်လို့ယုံကြည်ကြတာပေါ့။အင်းဒီလိုယုံကြည်မှုတွေဘလို့ဆက်ဖြစ်လာတယ်လဲဆိုတာစိတ်ဝင်စားဖို့ကောင်းတယ်။ဟုတ်ကဲ့။အဲ့ဒါနဲ့ပတ်သက်ပြီးတော့တဆုံးလျောက်ရဲ့အတွေ့အကြုံ ဒါမှမဟုတ်ဟိုတိုက်ဆိုင်မှုလေးတွေများလာရကနေခိုင်မာတဲ့အများလက်ခံတဲ့ယုံကြည်မှုဖြစ်ဖြစ်ဖြစ်ပြောင်းလဲလာတာမျိုးဖြစ်နိုင်တယ်လို့တုံးသက်ချက်တစ်ခုမှဖော်ပြထားတာရှိပါတယ်ဗျာဟုတ်ကဲ့ဟုတ်ကဲ့နောက်ပြီးလူတော်များများကြားဖို့လောက်တဲ့ရှေးစကားတစ်ခုလည်းပါသေးတယ်နော်အင်းရှိတမနောက်ဖေးကတဲ့မလုတ်ပဲနဲ့စီဝတ်တဲ့ဟွန်းအိမ်ဝန်းထဲမှာပောက်ပန်းဖြူလို့မလုတ်ပဲနဲ့ကျွဲဝါဖူဆိုတဲ့စကားလေးဟာကြားဖူတယ်ဟုတ်တယ်ဒါပေမဲ့မတ်တဆရာကဒီစကားပုံရှိပေမဲ့တကယ်တမ်းတော့စူးစမ်းလောက်ကင်ဖို့လိုအပ်တယ်။အပင်ရှိတာက ကောင်းကျိုးအတွက်အထောက်ပံ့ဖြစ်စေတဲ့ဆိုတဲ့သဘောမျိုးယုံကြည်ကြတယ်လို့ဆိုထားတာကပို့ပြီးတော့လက်တွေ့ကြတဲ့ရှုမြင်ပုံကိုပြသလို့ပဲနော်ဟုတ်ပါတယ်အပင်ရှိုံနဲ့တော့မဟုတ်ဘူးပေါ့ကျူးစားမှုလည်းလိုသေးတယ်ဆိုတဲ့သဘောအတိအကျပဲဒီလိုယုံကြည်မှုတွေအယူဆတွေရှိသလိုပဲဒီအပင်ရဲ့လက်တွေ့ကြတဲ့အတုံးဝင်ပုံတွေကိုလည်းလူတွေကအလေးထားခဲ့ကြတာတွေ့ရတယ်နော်ဟုတ်ပေါ့အထူးသဖြင့်သူ့ရဲ့အကျိုးကျေးဇူးတွေကိုလူတွေတကယ်ပဲနေစဉ်ပေါ်မှာအတုံးချခဲ့ကြတာတွေ့ရတယ် အထူးသဖြင့်ဆေးဖက်ဝင်နေနေရမှာပေါ့ဟုတ်ပြီအချက်လက်တွေထဲမှာဆိုရင်အပင်ရဲ့အရွက်အပွင့်အမြင့်အဲအကုံနီးပါပဲ55ပါလို့ခေါ်တဲ့အတိကအစိပ်ပိုင်း9မျိုးလုံးဆေးဖက်ဝင်တယ်လို့အတိပြုဖော်ပြထားတာတွေ့ရတယ်။ဟုတ်ပါတယ်။အဲ့ဒါကအပင်ရဲ့လက်တွေ့တန်ဖိုးကိုပြတာပဲ။အင်းအတိကအဖြစ်တော့အရွက်နဲ့အပွင့်ကိုပို့ပြီးအသုံးများချတယ်လို့ဆိုထားတယ်ဗျာ။ဆေးဖက်ဝင်ပုံတချို့ကိုပြောရရင်အပွင့်ကိုပြုတ်စားတာတုတ်စားတာကညဘက်မက်ဆီတိတ်မမေရတဲ့ချက်မစ်တက်ယောဂာနဲ့ လေဘင်းကြီးပေါင်းယောဂါတွေကိုတတ်တာစေနိုင်တယ်လို့ဆိုတယ်။အာဟုတ်လား။ကျမက်တန်တာကိုတတ်တာစေတယ်ဆိုတော့ကတော့အတော်လေးကသုံးဝင်မှာပဲ။ဟုတ်တယ်။အရက်ကိုကြတော့ရောအရက်ကိုကြတော့ချက်သွန်လေးနဲ့ကြော်စားရင်ယာဒီဘောတုတ်ခွေးဖျားနာကိုတတ်တာစေတယ်လို့ဖော်ပြထားတယ်။อืมဒါလည်းအိမ်တွေမှာလုပ်စားကြတယ်။ဟုတ်တယ်ဟုတ်တယ်။နောက်တစ်ခုစိတ်ဝင်စားဖို့ကောင်းတာကပေါပန်နီးပွင့်ရဲ့အရေးလေး။အဲ့ဒါကိုမျက်စင်လိုခတ်ပြီး မျက်စီမုံတာမျက်စီဝါတာတွေတတ်တာပြီအမြင်အာယုံပိုကောင်းစေနိုင်တယ်ဆိုတဲ့အချက်ပဲဟေးဟုတ်လားပေါပနိုင်ပွင့်အရေးကိုမျက်စင်ခတ်တယ်ဆိုတာတော့ခုမှကြားဘူးတာပဲဟုတ်ကဲ့ဒါဒီကတကယ်လက်တွေ့အသုံးတွေပေါ့ဒီတော့လေဒီအချက်လက်တွေကိုခြုံပြီးကြည့်လိုက်ရင်ဒီပေါပပင်ဟာမျိုးဆက်တွေလက်ဆင့်ကမ်းလာခဲ့တယ်ယုံကြည်မှုဆိုင်ရာအယူအဆတွေထဲမှာရောတကယ်လက်တွေ့ကျမကြီးအချိုးကျစူးတွေအတွက်ပါနှစ်ပေါင်းများစွာအရေးပါခဲ့တဲ့ပင်တစ်မျိုးဖြစ်နေတာတွေ့ရတယ်နော် ဟုတ်ပါတယ်လက်တွေ့ကြတဲ့အချိုးကျစုတွေဥပမာ စားလို့ရတာတို့ဈေးဖက်ဝင်တာတို့ကဒီအပင်နဲ့ပတ်တည်တဲ့ယုံကြည်မှုဆိုင်ရာအယူအဆတွေကိုပိုပြီးခိုင်မာစေခဲ့တာလားဒါမှမဟုတ်အဲ့ဒီယုံကြည်မှုတွေရှိနေလို့ပဲသူ့ရဲ့ဈေးဖက်ဝင်ပုံကိုပိုပြီးအလေးထားရှာဖွေတွေ့ရှိခဲ့တာလားဆိုတာကတော့စဉ်းစားစရာပဲဟုတ်တယ်နော်အပြန်လန်ကြိုးပြုတ်နေတယ်လို့ပဲอืมအနစ်ချက်အနေနဲ့ပြောရရင်နော်ဗျာဒီလေးလောက်မှုကနေရတဲ့အချက်အလက်တွေရာ ပေါက်ပန်းပြူနီဟာရှေးရရယုံကြည်မှုတွေမှာတော့ဥပမာကောင်းကောင်းချင်းစီးပွားရေးနိမိတ်ဖတ်ချင်းမှညာပေါ့အဲ့လာဒီမှာအရေးပါတယ်လို့လက်တွေ့ဘဝမှာလည်းအာဟာရဖြစ်တဲ့အစာအစာတာမိုးရှိတဲ့ဆေးဝါးအဖြစ်ခိုင်ခိုင်မာမာနေရာယူထားတဲ့အပင်တစ်မျိုးအဖြစ်ရှုမြင်နိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီနေ့လည်လာခဲ့တဲ့အချက်လက်တွေအရာနောက်ဆုံးစဉ်းစားစရာလေးတစ်ခုရလာတယ်အဲ့ဒါကတော့ရိုးရာယုံကြည်မှုတွေနဲ့တိပ္ပဏိကြအတိုင်းတာတစ်ခုဒီလက်ခံထားတဲ့ဈေးဖက်ဝင်မှုတွေကအပင်တစ်မျိုးတည်းမှာဘယ်လိုများစုံတွဲပြီးတော့ အပြန်လန်အားဖိနေတယ်လဲဆိုတာလေးပဲဟုတ်ပါတယ်အဲ့ဒီအချက်ကစိတ်ဝင်စားဖို့ကောင်းတယ်ယဉ်ကျေးမှုထဲကသူရဲ့အရေးပါပုံနဲ့လက်တွေအเจ้าမကြီးအကျိုးကျေးဇူးတွေဘလို့ချိတ်ဆက်နေနိုင်တယ်လဲဒီဆက်နွယ်မှုကိုဘလို့နားလည်နိုင်မလဲဆိုတာကတော့อืมဒီအချက်လက်တွေကနေဆက်ပြီးတော့စဉ်းစားဆင်ခြင်စရာအဖြစ်ချမ်းသာခဲ့တဲ့မိကုန်တစ်ခုလို့ပဲဆိုရမှာပေါ့နော်